ီနေ့ပြောပြခြင်းတဲ့အကြောင်းကလူတွေဟာတည့်ရတည့်ရအိတ်ကြပါလေဒီအိတ်တဲ့ဥစ္စာဘလောက်ရှိပါတဲ့အကြောင်းကိုကျွန်တော်တို့စောင်းပါလေးတစ်ခုပါနေပြီးတော့ကောင်းနေထုတ်ထားတာဒီပြောပြခြင်းပါလေအိတ်တာဟာရန်အရေးကြီးပါလေဘလောက်ရေးကြီးတဲ့ဆိုလို့ရှိရင်အီးမဝရတဲ့လူတွေဟာအီးဝရတဲ့လူတွေတဲ့ ယောဂပူဖြစ်နိုင်နေသူတပြင်းကင်ဆာတွေဖြစ်နိုင်နေအယ်ဇိုင်းမာဒီဇီးစ်တွေဖြစ်နိုင်နေအဲ့တခြားယောဂတွေဖြစ်ဖို့အတွက်မျိုးစီလို့ပြောလို့ရပါတယ်အေးကိုဝါအောင်အေးရပါမယ်အဲ့ဒါကိုဒေါက်တာမက်ဝေါ်ကာနေပြီးတော့ပြောပြသွားပါတယ်သူတို့ကဒီဥစ္စာကိုလုပ်ဖို့အတွက်ဘာလုပ်လဲဆိုတော့ လူအုပ်စုနှစ်စုခွဲပြီးတော့သူတို့သူတည်တနာလောက်ပါတယ်တအုပ်စုတော့တရက်၈နိုင်တော့ပေးအိတ်လိုက်တယ်ပေါ့နောက်တအုပ်စုကိုကြာတော့ပေးမအိဘူးဒီကြိုင်းထားထားတယ်သူတို့ဒီလိုမျိုး၂၄နိုင်ထားပြီးတဲ့အချိန်မှာသူတို့ရဲ့အုံနောက်ကပြီးတော့ cell တွေကိုဒီ wave တွေကိုသူတို့ဒီစမ်းတတ်ကြပါတယ်အဲ့တဲ့လူတွေရဲ့ ်ခေါင်းတွေကိုစဉ်းစားလိုက်ကြည့်လိုက်တဲ့အခါမှာသူတို့တွေကပို့ပြီးတော့ဒီ cells တွေ onoy wave တွေကပို့ပြီးတော့ထက်မြင့်နေတာကိုတွေ့ရပြီးတော့အေးရင်မဝတဲ့လူတွေကဒါမျောနေပြီတာအတိုင်းပဲခုနက onoy ထဲမှာရှိတဲ့ wave တွေကထင်တယ်လားမအောင်မြင်တာကိုတွေ့ရမကောင်းဘူးပေါ့နော်နောက်ပြီးတော့သူကဒီကိုခန္ဓာကိုကြည့်ရတဲ့အခါမှာဆိုလို့ရှိရင်လည်း ဒီယောဂတွေဝါတွေကိုတိုက်ခိုက်နိုင်တဲ့ဒီ through genes တွေအလဲရောလာ ပြီးတော့ဒီမတိုက်ခိုက်နိုင်တဲ့ genes တွေကပို့ပြီးတော့များလာတယ်လို့ပြောပါတယ်မတိုက်ခိုက်နိုင်တဲ့ genes ဆိုပဲပြောအောင်ပေါ့နော်ဒါမကောင်းတဲ့ဘက်ကပေါ့အတိအကျပို့တီးရအောင်ပြောပြရပါတယ်ဒါပေမဲ့မကောင်းတဲ့ဘက်ကပေါ့ဆိုအဲ့လိုဖြစ်တယ်နောက်တစ်ချက် through to do sense ဘာပြောလဲဆိုတော့တကယ်လို့များပေါ့ဟလာစာဖတ်မယ်ဆိုတော့ စာမဖတ်ခင်မှာအိတ်တင်တာစာဖတ်ပြီးမှအိတ်တင်တာဆိုတော့မိကွန်းတခုကိုသူကဖြေးသွားတယ်။သူကပြောတဲ့သဘောကဆိုရင်စာမဖတ်ခင်အိတ်ဖို့ကောင်းတယ်။အိတ်လိုက်တဲ့အချိန်ကျမှအုံတော့ကအနာရသွားပြီးတော့အေးရနိုးတာတဲ့အချိန်မှာစာဖတ်လို့ရှိရင်စာတွေအများကြီးဖတ်နိုင်တယ်။ဘာနဲ့တူလဲဆိုတော့ဟိုရေကိုစုပ်ဖို့တည်းထားတဲ့ sponge ပေါ့နော်။ရေမျိုးလိုပေါ့။အဲ့ဒါအိတ်လိုက်တဲ့ခါကျတော့အိတ်ရေမျိုးကြီးကဘာမှမရှိဘူးရှင်းနေတယ်။နိုးလာတဲ့ခါကျတော့တခါတည်းသူကရေတွေအကုန်လုံးကိုသူကစုပ်နိုင်တဲ့အဆင့်မှရှိတော့ အဲ့ဒီမှာသူစာဖတ်လို့ရှိရင်ဘာနဲ့ပို့ပြီးတော့ဝင်လာရရှိအန်ဒါကုသူတက်ပြောပါတယ်ဘာလဲဆိုတော့ဒီအနောက်နိုင်ငံနေမှာဆိုရင်အဲ့ဒါဒီຫນွေတွင်းရောက်လို့ရှိရင်တနအီတိုးတယ်တနအီညော့တယ်စောင်းလွင်ရောက်လို့ရှိရင်တနအီတိုးတယ်ပေါ့နော်ဆိုသူအဲ့ဒီအဥ္စာဆိုရင်စင်းနိုင်ခွင့်တနအီညော့သွားတယ်ဆိုတော့အချိန်ကတနအီညော့လာတယ်ပေါ့ဆိုသူအဲ့ဒီနှစ်ခုကိုသူရှင်းပြပါတယ်ဒီအချိန်ညော့သွားတယ် နွေနွေဦးပေါ့နော်နွေဦးကလာမှာကျော့သွားတဲ့အချိန်မှာဆိုရင်အဲ့ဒီရပိုင်းအတွင်းမှာကားတိုက်မှုတွေဟိုဒီတီဒီတနာရီယာ27ရာခင်တို့လောက်ထိုးတာတာကိုတွေ့ရတယ်ဆိုပြီးတော့ तू ကပြောပါတယ်အဲ့တော့ဒီအချိန်ရောတာတတိယအင်းနေတယ်အားလုံးဟာပြဿနာတွေတက်နေတယ်ဆိုတော့ဒါပြောစင်းစီအောင်လိုရောမှာ နောက်တစ်ချက်ကတဲ့အေးကြီးဝဝအိတ်တဲ့လူကယောဂနေတယ်ဆိုပြီးတယ်ပြောပါတယ်။ဇာတူသူရဲ့အညီချက်ပေါ့နော်ခရင်ချက်မို့သွားလဲစဉ်းစားထားပြီးသူကပြောပါတယ်။အေးကြီးဝဝအေးကြီးဝဝအေးရတဲ့လူကဘာနဲ့တူတယ်ဆိုလို့ရှိရင်နဲ့ဒီ Swiss Army knife ကနေပြီးတော့ဟာဖြတ်လို့ရတယ်လို့ပဲယောဂတွေအလုံးကိုအဲ့ဒီကနေဖြတ်လို့ရတယ်ဆိုပြီးသူကပြောပါတယ်။အဲ့ဒါသူသူစမ်းစမ်းသူပြောတဲ့အချက်ပေါ့နော် အဲ့တော့လူဒီယာအေးရဝအောင်အိတ်လာတယ်နောက်တစ်ချက်သူကပြောပါတယ်အေးရဝအောင်အိတ်တဲ့အချိန်မှာဆိုလို့ရှိရင်တဲ့ဟိုပူရနေရမှာသူတွေအိတ်လို့မရတာဒါမှမဟုတ်မထူဆန်းဟလာပုံမှန်ပြန်တွေ့ဆိုပူတိပူရနေရအိတ်လို့မရအေးရနေရမှာဆိုရင်သူတွေကပူပြီးအိတ်နိုင်ကြတယ်အဲ့တော့အဲ့လိုအိတ်နိုင်ဖို့အတွက်ကိုလည်းသူကပြောလဲဆိုတော့ temperature 65လောက်ကိုထားပြီးအိတ်လို့ရှိရင် Fahrenheit ပေါ့နော်အဲ့လောက်ထားပြီးအိတ်လို့ရှိရင်ပို့ပြီးတော့အိတ်ပြောပြီးတော့အေးရေးတဲ့ပေါ်ဝါတယ်ဆိုပြီးတော့သူကပြောပါတယ် so နောက်ဆုံးတော့ဆုံးအားလုံးဆုတယ်လို့ရှိရင် AE what what h n ကဒူရီရဲ့အသက်ကိုလည်းရှည်စီတယ်ယောဂါတွေကိုလည်းရော့စီတယ်နောက်ပြီးတော့စာရီဘာတွေဖတ်မယ်ဆိုလို့ရှိရင်လည်းသူ့အတွက်ကပို့ပြီးတော့အမှတ်မိစေတယ်ဆိုပြီးတော့အိဒါဟာဒူတယောက်အတွက်ဘလောက်အရေးပါတဲ့အကြောင်းကိုသူကပြောပြသွားပါတယ်အကျေးဇူးတင်ပါတယ်